ပါရှင်ကျမတော့ငုခတ်တာပါ TVU မြန်တန်ကြားရဲ့နေ့လည်နှစ်နာရီချင်းတရားရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြမှာပါရှင် AR တိုင်းဟင်္ဒရာမြို့နယ်မှာဖမ်းဆီးခံရတဲ့ရခိုင်တိုင်းရင်းသားစစ်ဘေးရှောင်၅ယောက်ကိုဟင်္ဒရာမြို့နယ်တရားရုံးကအကြမ်းဖက်ဥပဒေနဲ့ထောင်ဒဏ်၅နှစ်စီအမိန့်ချမှတ်လိုက်တယ်လို့တရားရုံးနဲ့နေဆက်သူတွေစီကသိရပါဗျာ သူတို့ကို2025ခုနှစ်ဇန်နဝါရီလဒုတိယအပတ်ကစစ်ကောင်စီတပ်ကအကြမ်းဖက်အဖွဲ့တွေနဲ့ဆက်နွယ်မှုရှိတယ်လို့ဆိုပြီးဖမ်းဆီးခဲ့တာဖြစ်ပြီး9ရောက်စလုံးကိုစက်တင်ဘာလ24ရက်နေ့မှာဟင်္ဒရာမြို့နယ်တရားရုံးကတယောက်ကိုထောင်ဒဏ်9နှစ်စီချမှတ်ခဲ့တယ်လို့သိရပါဗျ။ လက်ရှိမှာသူတို့ကိုဟင်းဒရာအကျဉ်ထောင်မှာဖမ်းဆီးထားတယ်လို့သိရပါဗျ။ထောင်တန်းချမှတ်ခံထားရတဲ့သူတွေဟာအရက်သားရခိုင်စစ်ပေးဆောင်တွေဖြစ်ပြီးစစ်ကောင်စီလက်အောက်ခံတရားရုံးကအကျဉ်ဖတ်မှုတိုက်ဖြတ်ရေးဥပဒေပုံမှ52ကရာဇသက်ကြီးပုံမှ124ကနဲ့ပုံမှ905ကစားတဲ့ပုံမှတွေနဲ့တယောက်ကိုထောင်တန်း9နှစ်စီချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီထောင်တန်းချမှတ်ခံရတဲ့စစ်ပေးဆောင်9ယောက်ဟာအသက်25နှစ်အရွယ်2ယောက် အသက်30ဝန်းကျင်နှစ်ယောက်နဲ့အသက်40ကျော်အရွယ်တစ်ယောက်ဖြစ်ပြီးဖမ်းဆီးခံရသူတွေဘက်ကအရသားတွေဖြစ်တယ်ဆိုတော့စစ်တပ်လက်အောက်ခံတရားရုံးကိုခုခံကြေဖာခွင့်လုံးဝမရခဲ့ဘူးလို့သိရပါတယ်ရှင်ရခိုင်ပြည်မောင်တော်အခြေဆိုင် Border News Agency BNA သတင်းဌာနကရခိုင်မျိုးသမီးသတင်းထောက်တစ်ယောက်ကို ULAA ထောက်လိုင်းအဖွဲ့ကခေါ်ဆောင်သွားတာနဲ့ပတ်သက်ပြီးဝေဖန်မှုတွေမြင့်တက်နေပါဗျ။ ဒီအကြောင်းကိုကေခိုင်သတင်းပေးပို့ထားပါရရှင်။ဇာမဇာမနီယာဖတ်။ ရခိုင်ပြည်မောင်တော်အခြေဆိုင် Border News Agency BNA သတင်းဌာနကရခိုင်အမျိုးသမီးသတင်းထောက်တယောက်ကိုရခိုင်အမျိုးသားအဖွဲ့ချုပ်အရခတက်တော် ULAAA ထောက်လှမ်းရေးအဖွဲ့ကပြီးခဲ့တဲ့စတင်မာလာ20ရက်နေ့မနက်7:00နာရီကျော်အချိန်မှာမောင်တော်မျိုးသူမရဲ့နေအိမ်ကနေလာရောက်ခေါ်ဆောင်တော်ရေလို့ BNA ကစတင်မာလာ20ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဖန်ဆီးခင်ရတဲ့အမျိုးသမီးမှာ BNA သတင်းဌာနက သတင်းထောက်မှုထရာဖြစ်ပြီးလက်ရှိမှာတော့မော်တော်မြို့မှာရှိတဲ့ ULA ထောက်လေရေယုံမှာစစ်ဆင်းနေလို့သိရပါတယ်။ပြီးခဲ့တဲ့စတင်ပါလာကိုရနစ်ကမော်တော်မြို့နယ်တီဟိုအေကျောင်းမှာရှိတဲ့မရိုတိုင်းသာကလေးငယ်တွေမပြည့်မစုံတဲ့ပညာသင်ကြားနေရလို့အကူအညီလိုအပ်နေတဲ့ရုပ်သက်သတင်းကိုရေးသားဖော်ပြတာကြောင့်သတင်းထောက်မှုတရာကိုမင်းမြတ်ဖို့ခေါ်ဆောင်တော့တာဖြစ်တယ်လို့ BNA သတင်းဌာနရဲ့အယ်ဒီတာချုပ်ကိုကောင်းမြတ်နိုင်ကပြောပါတယ်။ ဆိုတော့မနေ့ကတော့သူ့အဖေကိုခဏလေးတွေ့ခံပို့ပေးတာပေါ့လေသူ့မိန်းဖားတွေကတော့ဟိုဆိုရင်နေရတာပေါ့။အော် UL ဟေးကမေးစရာရှိတယ်ဆိုပြီးခေါ်တော့တော့ခေါ်မေးလို့တော့ရတယ်လေ။ဒါပေမဲ့ဟိုမေးပြီးရင်ပြင်လွယ်ပေးနိုင်ရမှာပေါ့။နောက်တစ်ခုကကြာဒီလိုမျိုးအမျိုးသမီးတယောက်ကိုနေရသူများယူမျိုးခေါ်ထားတာမင်းနေတာလည်းအရာကတော့ဟိုအဆင်ပြေဖို့တော့ ြင်နေတာပေါ့တို့တို့အနေနဲ့အစွဲရလို့တင်မထတယ်ဆိုရင်ဒီတို့တို့ထိချုံနေမှာရှိတဲ့တဲထောက်တဲ့အကုန်လုံးကိုတင်းတို့ခွင့်ပြုလို့တင်းတို့ပုံစံမျိုးအကောက်ကိုဆောင်ရှားပြရမယ်တင်းတို့ပုံစံမျိုးတင်းရုံခွင့်တွေတော့လာခွင့်တွေပေးရမှာပေါ့တို့တို့ကောက်တာပဲရေးတယ်ဒီအမေကြီးရောပဲခွင့်မဲ့သူတို့ရဲ့ဒီအနေရှိတဲ့လူရဲ့ရှိတယ်ကိုထပ်ပြောက်ဝင်တဲ့တဲထောက်တွေကိုဒီမျိုးဖက်စင်းနဲ့ဒီမျိုးရှိချောင်းနေဆိုရင်အဲ့ဒါအစိုးရရဲ့လုံရမဝင်နေတာအကျင့်ပြတ်သမားဆင်နေမှာပေါ့ အခုလိုခေါ်ဆောင်သွားတာနဲ့ပတ်သက်ပြီးအမြန်ဆုံးပြန်လွန်နိုင်အောင်နိုင်ငံတကာသတင်းမီဒီယာကောင်စီတွေကိုလည်းအကူအညီတောင်းပြီးတော့လုံနိုင်တာဆက်လုပ်တော့ပါမယ်လို့ဆိုပါတယ်။လက်ရှိရခိုင်ပြည်နယ်ဟာစီရဲပဋိပက္ခပြင်းထန်နေတဲ့နေမြင့်ဖြစ်တာကြောင့်စစ်တပ်ရဲ့လူအခွင့်ရေးချိုးဖောက်မှုတွေပြည်သူတွေရဲ့ထိခိုက်နစ်နာမှုတွေနဲ့ပြည့်နေနေတာပါ။ဒါပေမဲ့လေရခိုင်ကသတင်းထောက်တွေသတင်းယူရမှာကတဲ့ချက်တွေများစွာရှိနေပြီးလူလွယ်စွာသတင်းယူခွင့်ပြုသင့်တယ်လို့မြေပြင်မှာသတင်းရယူနေတဲ့သတင်းထောက်တစ်ယောက်ကပြောပါတယ်။ မြေပြင်သတင်းထောက်ရဲ့အလုံးစုံရဲ့အခြေအနေတွေကြောင့် DPP သတင်းထောက်ကအသံအစာတို့ဖက်ကြားပေးသောမှာပါမြေပြင်ကွင်းစင်းသတင်းယူတဲ့အခါမှာအ धिक လုံခြုံရေးကစိန်ခေါ်မှုနေရာမှာရှိတယ်။ပြီးတော့အခန့်အသက်တွေလည်းရှိနေတော့အချိန်နဲ့တပြင်းကြီးသတင်းရယူဖို့အတွက်အခက်အခဲတွေရှိနေတယ်။ဥပမာဘုံကျဲမှုဖြစ်စဉ်တစ်ခုဖြစ်တယ်ဆိုရင်အဲ့ဒီနေရာကိုသွားရောက်သတင်းယူတဲ့အချိန်ချက်ချင်းမရယူနိုင်ဘူး။ကန့်သက်ချက်တွေများနေသေးတယ်။ဒါကပြည်သူတွေရဲ့နားမျက်စိတွေကို ပိတ်ထားရရောက်တယ်။ ဒါရီကိုလည်းအရောခပြည်သူအစိုးရဘက်ကဖြေလျှော့ပေးတင်တယ်။သတင်းယူပို့လာရင် သူ့အလုပ်ကိုသူ့အချိန်နဲ့တပြင်းညီလှုပ်ခွင့်ပြုဖို့ကိစ္စတွေပေါ့။တစ်ဖက်မှာလည်း ULA အနေနဲ့သတင်းထောက်တွေကိုဖန်ဆီးနေတာတွေသတင်းရယူပိုက်ခွင့်တားမြစ်ပိတ်ပင်နေတာတွေကိုဖြေလျှော့ဖို့လိုအပ်တယ်လို့ Western News သတင်းဌာနရဲ့အင်တာချုပ်ဖြစ်သူကိုဝနောက်ခွန်ညိုကထောက်ပြပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ်ကတော့လက်ရှိအချိန်ကြီးကတော့တရင်လောကတော့ဆုံရှုံမှုတွေအများကြီးရှိနေတယ်။မြေပြင်ကသတင်းထုတ်တဲ့သတင်းဌာနတွေအင်တာဗျူးတွေအခါမှာလည်းအပေါ်ကနေပြီးတော့ပုတ်ပင်ထားတဲ့အချက်တွေလည်းအများကြီးရှိတာကိုတွေ့ရတယ်ပေါ့နော်။သတင်းထုတ်တွေကိုမြန်မာမျိုးစိပိုက်တာတွေကဒီပြည်သူတွေကိုပိုက်တာနဲ့အတူတူပဲပေါ့နော်။အရေးကြီးတဲ့တစ်ချက်ကတော့ဒီဒေတာခန့်တွေရဲ့အင်တာဗျူးကိုပေးမဖြေခိုင်းတာပေါ့နော်။ဒါကလည်းအရင်ကိုကျွန်တော်တို့အတွက်စိန်ခေါ်မှုလို့ဖြစ်တယ်။ဆိုတော့ကျွဲလေကဒီဒီလိုပုတ်ပင်မှုတွေကိုပြန်ရှုတ်ရှားဖို့လိုတယ်။ပြန်ပြီးတော့စဉ်းစားပေးဖို့ လိုတယ်ပေါ့နော်သတင်းလွတ်လပ်ပွင့်ကွင်းနဲ့သတင်းယူပွင့်ကွင်းတွေသတင်းထောက်တွေပေါ်မှာတင်းတက်ထားတာတွေကိုဖြေရှုပ်ပေးဖို့လိုတယ်ပေါ့နော်သတင်းယူပွင့်ကွင်းကိုလေဟိုအသာစမရှိဖွင့်လဲပေးတာဖို့လိုတယ်ပေါ့နော် အခုဖြစ်ရတဲ့ပတ်သက်လို့အေးရဲ့ပြောရေးဆိုခွင့်ရှိသူဥက္ခဒုက္ခကိုဆက်သွယ်မေးမြန်းထားပေမဲ့လည်းသတင်းထုတ်ပြန်ခြင်းအထိပြန်လေးဖြေဆိုတာမရှိသေးပါဘူး။တစ်ဖက်မှာလည်းသတင်းထောက်မှုတွေကိုအမြဲဆုံးပြန်လုပ်ပေးဖို့သတင်းမီဒီယာအဖွဲ့အစည်းတွေကတောင်းဆိုမှုတွေလည်းရှိနေပါသေးတယ်။ဒီမိုကရေစီကိုတန်ဖိုးလေးစားတဲ့အာရခတက်တော်အေးရဲ့အနေနဲ့သတင်းမီဒီယာသမားတွေရဲ့အခွင့်အရေးတွေကိုလေးစားတန်ဖိုးထားပြီးမရှိမဖြစ်လိုအပ်တဲ့သတင်းထောက်တွေရဲ့လုပ်ငန်းတွေကို ဆက်လက်လှုံ့ဆော်နိုင်ဖို့ပံ့ပိုးပေးတဲ့အနေနဲ့ဆယ်နမူနာပြနိုင်မယ်လို့ယုံကြည်ကြောင်းလူလက်တဲ့မြန်မာသတင်းစာရှားများအစီအရော IMGA ကထုတ်ပြန်ထားပါတယ်။ကျွန်မကေခိုင်ပါ။ကချင်ပြည်နယ်ဝိုင်းမော်မြို့နားကကချင်လူမျိုးရေးတပ်မတော်ကနေရာယူထားတဲ့လက်မြန်ပတ်ဝန်းကျင်ကိုစစ်ကောင်မရှင်နဲ့ပြည်သူ့စစ်ပူပေါင်းတပ်ဖွဲ့တွေကအင်အားများပြားနဲ့ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတယ်လို့ဝိုင်းမော်မြို့နယ်ကတော်လိုင်းတပ်ဖွဲ့ဝင်ရှီတန်းသတင်းမြစ်တယောက်စီကသိရပါဗျာ။ ။ဝိုင်းမော်ကနေတဆင့်လက်မြန်ဝါရှောင်းလန်းကိုစစ်တပ်နဲ့ပြည်သူစစ်တပ်ဖွဲ့တွေထိုးစစ်ဆင်လာတာ၃ရက်ဆက်တိုက်ရှိလာနေပြီးတော့စစ်ကြောင်း၃၄ခုနဲ့ဝင်ရောက်တိုက်ခိုက်လာတာတွေပြုလုပ်နေရလို့ရှေ့တန်းသတင်းမြစ်ကပြောပါဗျ။ဝါရှောက်ကန်ပိုက်တီလန်းကိုပြန်ထိတ်ထုတ်ခြင်းတဲ့အတွက်စစ်တပ်ကစစ်ကြောင်းထိုးနေတာဖြစ်တယ်လို့သိရပါဗျ ်လွန်ခဲ့တဲ့ရက်တွေကစစ်တပ်ကအင်အားများပြားနဲ့ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်လာတာကြောင့်ကာကင်းစခန်းတစ်ခုကိုလက်လွတ်ခဲ့ရပေမယ့်လက်ရှိမှာပြန်လည်သိမ်းပိုက်ရရှိထားပြီးတပ်စခန်းတွေလက်လွတ်လိုက်ရတာတော့မရှိသေးဘူးလို့ဝိုင်းမော့မြို့နယ်ကရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်ကချင်ပြည်နယ်အရှိချမ်းကတော့နေဆက်ဒေသတွေကိုပြန်လည်ရရှိဖို့စစ်တပ်နဲ့ပြည်သူ့စစ်ပူပေါင်းတပ်ဖွဲ့တွေကလွန်ခဲ့တဲ့စက်တင်ဘာလ16ရက်နေ့ကစပြီးထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါပါတယ်ရှင်။ ရေမီတာတက်ဆင်ထားခြင်းမရှိတဲ့ရန်ကုန်မြို့ကနေအိမ်တိုက်ခန်းတွေကိုရေမီတာတက်ဆင်ဖို့ရန်ကုန်မြို့တော်စီမံသားရေးကော်မတီကလိုက်လံနှိုးဆော်တာတွေပြုလုပ်နေပြီးဒီလိုတက်ဆင်မှုအတွက်ကြားသိငွေကိုသက်ဆိုင်ရာဌာနကိုကြိုတင်ပေးသွင်းရမယ်လို့ဆိုပါတယ်။ စီပင်ကအခုလိုကြိုတင်ငွေကောက်ခံတာမှာရင်မီတာတစ်ခုကိုကျပ်9000ကျွဲဖြစ်သတ်မှတ်ထားပေမဲ့ပြင်ပမှာရောင်းချတဲ့ရင်မီတာပေါက်ဈေးဟာတစ်ခုကိုကျပ်2800လောက်ပဲရှိတာကြောင့်ပြင်ပရောင်းဈေးထက်3000လောက်များပြားနေတယ်လို့မြို့ကန်တွေကပြောပါတယ်။ဒါ့အပြင်ရင်မီတာတက်ဆင်ထားပေမဲ့ရင်မီတာဖတ်တာမရှိသလိုမှန်းချိန်နဲ့သာကောက်သွားပြီးမြင်ကြည့်တတ်နေတဲ့သူတွေဆိုရင်တစ်လောက်ကို1000ကျော်လောက်ပေးနေရတယ်လို့ရင်မီတာတက်ဆင်သုံးစွဲနေသူတအုပ်ကပြောပါတယ်။ အဲ့ဒီလိုရေမီတာတက်ဆင်ဖို့အတွက်ငွေကို3လကြိုသွင်းထားမှာဖြစ်ပြီး3လနေမှာလာတက်ပေးမယ်လို့ဆိုတာကလည်းအဆင်မပြေသလိုစီးပွားရေးကျက်တဲနေတဲ့အချိန်ဆက်ဖို့တက်ဆင်ကအပီးတသိန်းကများလို့နေလို့ရေမီတာတက်ဆင်ဖို့အကြောင်းကြားခံရသူတအုပ်ကပြောပါတယ်။လက်ရှိမှာ ရေမီတာတက်ဆင်ထားခြင်းမရှိတဲ့နေအိမ်နဲ့တိုက်ခန်းတွေကိုစီပင်က3လတစ်ချိန်ရေခွန်အဖြစ်ကျက်2500ကိုကောက်ခံနေတာလည်းဖြစ်ပါရဲ့ရှင်။ ညရီမျိုးတောင်ပတ်ဝေါ်လီလန်ပိုင်းကိုလက်နက်ကြီးနဲ့လက်နက်ကြီးပစ်ကိုနဲ့ထိုးဖောက်ဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ KNL ပူးပေါင်းတပ်တို့မဲဝါခီကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တာမှာစစ်တပ်ဘက်ကအထိနာပြီးပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့စစ်ရေးသတင်းမြစ်တွေကပြောပါရယ်အောင်ခန့်သတင်းပေးပို့ထားပါရယ်ရှင်။ ပြင်းပြင်းနဲ့မြောက်မြို့တောင်ပဲဝလီလမ်းမိုင်းမှာဆုံးချုံးတာနဲ့စစ်ကော်မရှင်တပ်စခန်းတွေကိုပြန်လည်ရယူဖို့တပ်သားတပ်ပြည်ကိုအင်အားဖြည့်တင်းပြီးလက်နက်ကြီးပစ်ကူနဲ့လက်ခတ်တောင်းငုတ်ဘူးကွင်းကလေးမတော်တလေးဘက်ကနေဒီကိကော်လမ်းကြောင်းတိုင်းစစ်ကော်မရှင်စစ်ကြောင်းတွေကဖူးပေါက်ဖို့ကြိုးစားနေပါတယ်ဒါကြောင့်စတင်မော်လာ23ရက်နေ့ကအင်အားလုံးကြီးနဲ့ဝင်ရောက်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းတွေကဲလန်လေးဖူးပေါက်တဲ့သူမေဝါကီကြီးရွာနီမှာတိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဘက်ကထိနာပြီးပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။ဘယ်နည်းရဘယ်နည်းတော့တော့ထိခိုက်နေတာမများတော့တူရူဘက်ကတရားရတာလည်းများတယ်အဲကြတာလည်းများတော့အင်းတော့နောက်တော့အဲ့ဒီကျွန်တော်တို့မိုင်းထောင်ထားတဲ့မိုင်းထောင်ထားတဲ့အဲ့လမ်းကျူကျူကျူတော်ကျူတော်ကြအောင်ပေါ့တက်လာတော့ပြောပြောလို့ရှိရင်တော့ဟိုတက်ကွင်းပြင်လာတာပဲအဲ့ပြင်လာတဲ့တက်ကွင်းကိုတူးဝင်လာတယ်ဆိုတဲ့ပုံပဲပေါ့အဲ့လိဂ်ကော်နဲ့လိဂ်ကော်ကနေ ီးတော့ကျွန်တော်တို့ဟိုဘက်ဟိုရေကုန်းရဲ့ဘက်ပေါ့နော်လေးကြီးကောင်လည်းရေကုန်းဘက်အဲ့ဘက်ကိုဆေးကြောင်းကြောင်းရောက်လာတယ်အရင်တော့ကကျွန်တော်တို့တခြားတပ်ဖွဲ့တို့ကဒီပြည်ရဲတပ်ဖွဲ့တို့ကနေခဲ့ဘူးလေတောင်ကုန်းဟောင်းဟိုရှိတယ်ထင်လို့လာပြီပေါ့အဲ့ဒုံးတွေအဲ့မှာလာကျင်းတာပေါ့ပြီးတော့အဲ့မှာအဲ့မှာလည်းဆိုလေးရောက်တော့ကြာသွားတယ်ကျွန်တော်တို့ဘက်ကလမ်းပစ်တာပေါ့ပြောပြန်ပြန်ပြန်ပြောင်းပြောင်းပြောင်းဆိုသွားတယ်ပေါ့သူတို့ကကျွန်တော်တို့ကြီးကုန်မှုလူပန်းမှု အဲ့ဘာသာရရဲ့အသက်တွေနဲ့တကြီးမိတမီထိုးထွေးပြီးတော့ကြည်ဖြုံးနေသလားလူထင်ရတယ်ပေါ့နော်လက်ရှိမှာလဲမြောက်လီမြို့တောင်မြက်ကိုစစ်ကောင်စီစစ်ကြောင်းတွေထိုးပေါက်ဝင်ရောက်လာတာလက်နက်ကြီးရန်တပ်ပြစ်ခတ်တာအပြင်နေချောင်းရံကိုဆိုးရင်ပြီးလေကေကောမင်းလက်ပန်ဘလူးရသေးကိုထိမဲ့ဝါခီစတဲ့ကြီးရကထောင်ထဲချီတဲ့ဒေသခံပြည်သူတွေဟာတောင်ကြီးမြစ်တစ်ဖက်ကထိုင်းနိုင်ငံဘက်နဲ့နှိစေရာတွေမှာဖွပြတင်းရှောင်နေရပါတယ် ဒါအပြင်စစ်ကောင်ရှင်တပ်ကစစ်ဆောင်ပြည်သူတွေနေထိုင်တဲ့နေရာတွေကိုနေရာစုံတည်ထားတာကြောင့်စစ်ဆောင်စခန်းတချို့ဟာလျော့ဝက်နေထိုင်နေရတာကြောင့်နေထိုင်စားတောက်ရေးမှလည်းခက်ခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့စစ်ဆောင်ရေးကူညီပေးနေသူတွေကပြောပါတယ်။ဟိုမပြည်တာကဟိုနေရာပြောလို့မရတဲ့စစ်ဆောင်စခန်းတွေကအဲ့ဒါတွေမှာမပြည်တာ။စစ်ဆောင်ရတဲ့အပြင်ဘောပါပေါင်းတော့နှစ်ခါသုံးခါတဲရလို့လို့တော့အမှန် အဲတေတေစာကြီးလက်ရောစာဘူးတောက်ဘူးတွေခလီးတွေဝတ်ထည်တွေကကျွန်တော်တို့ကကူညီပေးနေရတော့ခဏခဏဆက်ချောင်းတော့ဆိုတော့လေတို့တို့လည်းအဆင်မပြေဘူးလေလေချောင်းရံမို့လေချောင်းရံကိုတို့ဟိုအရင်ဆိုရင်ကြလေအဲလေချောင်းရံတောင်းကိုတို့ကကျူချောင်းတော့အခုဆိုရင်လေချောင်းရံလည်းကြောက်ပါလေလက်နက်ကြီးတန်းနေစရာလည်းအချီးသမားရွာလေးကိုတနည်းကိုအလုံးကြာနေရှိပြီးပြေးပြေးထုံနေတာ၅နှစ်တွဲမှဟိုပဲတို့တို့ကဆက်ချောင်းလာအချိန်90လောက်ဖြစ်နေတာ အာဒါရရောဟိုအရင်ရုပ်မှရိုင်းရိုင်းနဲ့လုပ်ရပေါ့ဗျပြီးခဲ့တဲ့စတင်မာလာ၆ရက်နေ့ကစစ်ကောင်မရှင်ကတိုးတက်သောဗုဒ္ဓဘာသာကျင်းရေးမှူးကတက်မလို့ DKBA ပို့ပြီးအဖွဲ့ငွေကြေးတောက်တဲ့ BGF ကူညီနဲ့ကျင်းပြီးနေကုန်ရင်းမြောက်ပြီးအာရှလန်နဲ့ပင်ကန်ကြီးတော်ကိုစစ်ကောင်မရှင်ကပြန်လည်ထိန်းချုပ်ခဲ့ပါတယ်လက်ရှိမှာလည်းကုန်ရင်းမြောက်ပြီးအာရှလန်နဲ့ပင်ကန်ကြီးတော်ကိုစစ်ကောင်မရှင်ကပြန်လည်ထိန်းချုပ်ပြီးနောက်မြောက်ဒီမျိုးရဲ့အဓိကကျတဲ့နံပါတ်နဲ့အာရှလန်မဘော်ကဂိတ်ပြီးမှာ စစ်တပ်နဲ့နေကြတော့တဲ့ BGF တပ်ဖွဲ့တွေကလုံခြုံရေးပူးတွဲရယူနေတယ်လို့ပြရပါတယ်ကျွန်တော်အောင်ခံပါအခုဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးဦးမှာပါ အီတလီနိုင်ငံအနေနဲ့အစ္စရေးတစားကန်တွေအားလုံးကိုပြန်လွှတ်ပေးပြီးဟားမတ်စစ်သေးကြအဖွဲ့ကိုအစိုးရအခမ်းကဏ္ဍကနေဖယ်ထုတ်မှသာပါလက်စတိုင်းကိုနိုင်ငံအဖြစ်အတိအမှတ်ပြုမယ်လို့အီတလီဝန်ကြီးချုပ်ဂျော်ဂျာမယ်လနီကစက်တင်ဘာလ23ရက်နေ့အင်္ဂါနေ့မှာပြောကြားလိုက်ပါတယ်။အစ္စရေးထက်ဟားမတ်စ်တွေကိုနိုင်ငံတကာ PR တွေပေးတင်တာဖြစ်ကြောင်းလဲသူကဆိုပါတယ်။ ဒီစစ်ပွဲကိုစတင်ခဲ့သူတွေကဟာမတ်စ်တွေဖြစ်တာကြောင့်အ धिक နိုင်ငံရေးဖိအားပေးတင်တာကဟာမတ်စ်တွေကိုဖြစ်ပြီးတစားကန်တွေကိုလွတ်ပေးဖို့ညှင်းဆန်နေပြီးတော့စစ်ပွဲအဆုံးသတ်ရေးကိုတားဆီးနေတာဟာလေဟာမတ်စ်တွေသာဖြစ်တယ်လို့အီတလီဝန်ကြီးချုပ်မယ်လနီကပြောပါတယ်။မယ်လနီဟာဥရောပ ဥရောပသမဂ္ဂမှာအစ္စရေးရဲ့အခိုင်အမာဆုံးမဟာမိတ်တွေကနှစ်နိုင်ငံဖြစ်တဲ့အီတလီနိုင်ငံရဲ့လက်ရာရင်အစိုးရကိုဦးဆောင်နေသူဖြစ်ပြီးအခုလမှာပါလက်စတိုင်းကိုနိုင်ငံအဖြစ်အသိအမှတ်ပြုကြတဲ့ဗစ်တိန်ကနေဒါနဲ့ပြင်သစ်တို့လိုတခြား G7 နိုင်ငံတွေအတိုင်းလိုက်လှုပ်ဆောင်ဖို့ကိုလည်းညှင်းဆုပ်ထားပါတယ်ရှင်။ ရိုအေးရှားနိုင်ငံအရှေ့ပိုင်းကမွေးမြူရေးခြံတွေမှာအာဖရိကန်ဝက်အဖျားယောဂါဖြစ်ပွားခဲ့တာကြောင့်လယ်သမားတွေဟာဝက်အကောင်ရေ12000နီးပါးကိုတုတ်တင်ရှင်းလင်းပြရမှာဖြစ်ကြောင်းအာနာပိုင်တွေကစက်တင်ဘာလ23ရက်နေ့ကပြောကြားခဲ့ပါတယ်။ လူသားတွေအတွက်အန္တရာယ်မရှိပေမဲ့လည်းဝက်တွေအတွက်အလွန်အန္တရာယ်ကြီးပြီးသေစေတတ်တဲ့ကူးစက်ရောဂါကိုမွေးမြူရေးခြံ၄ခြံမှာပထမဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ပြီးအဲ့ဒီထဲကဝက်ကောင်ရေ1000လောက်မွေးမြူထားတဲ့ဆိုကိုလိုဘတ်စ်မြို့မှာရှိတဲ့ခြံကြီးတစ်ခြံနဲ့အကောင်ရေ1600လောက်မွေးထားတဲ့တခြားခြံတစ်ခြံလည်းပါဝင်ပါတယ်။ အရှေ့ပိုင်းဒေသကဝက်မွေးခြံ400ကိုစောင့်ကြည့်စစ်ဆေးတာမှာတော့အဲ့ဒီထဲက104ခြံမှာမဖြစ်မနေကြိုတင်ကောက်ွက်ရေးအစီအမံတွေမှာမူမမှန်မှုတွေတွေ့ရှိခဲ့ရတယ်လို့ပြည်내စစ်ဆေးမှုချုပ် Andrea Megoles က OCX မြို့ကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။အာဖရိကကနေဥရောပနဲ့အာရှထိပြန့်နှံ့လာတဲ့ဒီရောဂါကြောင့်ဝက်ကောင်ရီတန်ပေါင်းယာနေချီတည်ဆုံးခဲ့ပြီးကမ္ဘာအသားဈေးကွက်ကိုထိခိုက်စေခဲ့ပါတယ်ရှင်။ အခုဆက်လက်ပြီးအားကစားသတင်းတစ်ပုဒ်မှာတော့မက်ဆီရှိနေသူရဲ့အင်တာမိုင်ယာမီအသင်းစီကိုမပြောင်းရွှေ့ဖို့ပရီးမီးယားလိကစားသမားဟောင်းဖြစ်သူမာဒီယက်ကလစ်ကတိုက်တွန်းသွားပါတယ်အသက်35နှစ်ရှိတဲ့ကလစ်ဟာ Lead United မှာ600တီကြာကစားခဲ့ပြီးတဲ့နောက်2023ခုနှစ်ကနေ2025ခုနှစ်အထိ Major League ကလပ်တွေဖြစ်တဲ့ DC United နဲ့ Atlanta အသင်းတွေမှာ300တီကြာကစားခဲ့သူပါ။ အင်တာမိုင်အမီမှာမန်စီရှိနေသည့်အသင်းပြောင်းရွှေ့မှုလှုပ်ဆောင်မှုထောက်ခံမှာမဟုတ်ပဲအသင်းကကာယောဂတစ်ခုလိုဖြစ်နေကြောင်းကလစ်ကဝေဖန်ပါတယ်။အသင်းမှာရှိတဲ့လူတော်တော်များများကထွက်ခွာနေကြပြီးနှီးပြတွေနဲ့အကြောပြင်ဆရာတွေလည်းထွက်ခွာနေကြောင်းမက်ဆီရဲ့ဖခင်ကအသင်းကိုအတိတ်ကအုပ်ချုပ်နေပြီးအားလုံးကလည်းစပိန်စကားပဲပြောဆိုနေကြကြောင်းနဲ့ကလပ်အသင်းကလည်းမိုင်အမီနဲ့မိနစ်90လောက်အကြာသွားမှရောက်တဲ့နေရာမှာရှိကြောင်းကလစ်ကဝေဖန်သွားခဲ့ပါတယ်ရှင်။ TVU မြန်တန်ကြားရဲ့နေ့လယ်၂နာရီသတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ကြရတာပါညနေ၄နာရီမှာလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးဦးမှာပါကျမတို့ကခတ်တာပါကျေးဇူးတင်ပါတယ်ရှင်